မင်္ဂလာပါ property စီကနေကျဆူပါရယ်ဒီနေ့ကတော့ကျွန်တော်တို့ဒါလူတိုင်းမျိုးတကုံတွေမှာအိမ်ဝယ်တော့မယ်ဆိုရင်ဒါဘီလီတသားစင်းစင်းချင်းပထမဆုံးရက်ကွက်မှာပဲဝယ်ချင်ကြတယ်ပေါ့နော်ဆိုတော့အားလုံးသိတာကတော့ကျွန်တော်မျိုးတကုံ34 35ကိုပိုကြိုက်ကြတယ်တို့ပဲညာလေဒီနေ့ရတဲ့ဒါကျွန်တော်မျိုးတကုံစင်းစင်းချင်းဘီလီတသားစင်းတာနဲ့ကျွန်တော်ညာဘက်ချမ်း32ရက်ကွက်ဒါပင်လုံနဲ့လည်းနီးတယ်အဲ့ဒီပြင်ကျွန်တော်တို့အာအခုဒီမှာရှိနေတဲ့အိမ်ကဒါမျိုးတကုံ32ရက်ကွက်တွေမှာမှပင်လုံစီဒီမောနဲ့လည်းနီးတယ်ပင်လုံစီဒီမော ီးတော့ဒီဘက်ချမ်းမှာဆိုရင်ဒါကျွန်တော်တို့ရဲ့ကျောင်းပေါ့နော်ကိုပိုင်ကျောင်းတွေဆေးရုံတွေပင်လွန်ဆေးရုံတွေနဲ့ပူနီးတယ်လမ်းအနေထားကလည်းဒါဒီဘက်ကြည့်လို့ရတယ်တော်တော်လေးကိုတိတ်ဆိတ်ပြီးတော့စိတ်ငြိမ်တဲ့လမ်းပေါ့နော်ဒီဘက်ချမ်းဆိုရင်လည်းဒါတော်တော်စိတ်ငြိမ်တဲ့အဲလမ်းလေးမှာပတ်ဝင်มาဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ဒီအိမ်ကိုကျွန်တော်တို့တော့ကြည့်အောင် ာဒီအိမ်ကတော့ကျွန်တော်တို့9800နဲ့ဈေးဖွင့်ထားပြီးတော့အိမ်ခန်းကတော့ကျွန်တော်တို့ဒါလေးခန်းပါဝင်မှာဖြစ်ပါတယ်ပြီးတော့အဲ၃ထက် RC ပေါ့နော်တအိမ်လုံးကျွန်းနေနေပဲဆောက်ထားတဲ့ဒါ classic design ပေါ့နော်သူက20 60မှာဂရန်မီဖြစ်ပါတယ်ခွဲစက်ဂရန်ပေါ့နော်အဆင်တော့ကျွန်တော်တို့သွားပြီးတော့လေ့လာလိုက်အောင် let's go ဒီမှာအခုလောလောဆယ်ကတော့ music note ထားတော့ကျွန်တော်နည်းနည်းအတန်စုကောင်းစုလိုက်မယ်ဒါပေမဲ့ဒီမှာဆိုရင်ကျွန်တော်တင်မုန်းကြောက်နေတဲ့အောက်မှာဆို ground tent တင်မုန်းကြောက်ခင်းထားတဲ့အပြင် ဒါကာပါကင်ကတော့ဒဇီးရမယ်ပေါ့နော်သူ့ရဲ့ဒီဇိုင်းအရာကာပါကင်ဒဇီးရမယ်ပြီးရင်ဒီဘက်မှာရေဆက်တို့ပါတို့အဝီစီးတွင်းရမယ်ဂျိုးပြူရမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အိမ်ထဲသွားပြီးလေ့လာရအောင်လားကဲခုတော့ဒါကျွန်တော်တို့အဲ့ကန်းပေါ့နော်ဝင်လိုက်တာနဲ့သူကတော့ကျွန်တော်စီလင်အလားဆင်ပြီးတာကျွန်တော်ဒီထဲမှာတော့ဂျွန်းပါကေးခင်းထားရပေါ့နော်အိမ်ကတော့ဒါ living room ဖြစ်ပါတယ်ဒီ living room ထဲမှာကျွန်တော်တို့ဒီနေ့ကတော့မတူညီတဲ့ဒါလေကားယူတဲ့ပုံစံလေးကိုဒီအိမ်မှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲဒီမှာဆိုရင်ကျွန်တော်တို့ဒီပထမဆုံးဒီမှာဒီလိုခွေထားတဲ့နေရာမှာအောက်မှာကျွန်တော် storage space ပေါ့နော် ဒီမှာကျွန်တော်တို့အိမ်ထဲမှာအာပစ္စည်းလေးထားပို့လို့ရတယ်ပေါ့နော်ဆိုတော့ဒီအိမ်မှာတော့ကျွန်တော်တို့ဧကန်ပြင်းမြင်းထက်မှာတော့ဂျူကန်အိမ်တာတွဲပါတဲ့အိမ်ခန်းတခန်းပါတယ်ပြီးတော့ဒီအိမ်မှာကလကာတွေအစဒီချာလေးတက်ဆင်ထားပြီးသားကိုမြင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အခန်းလေးကိုတွားပြကြည့်အောင်လားဒီမှာတော့သူ့ရဲ့ပထမဆုံးရေဂျူကန်အိမ်တာတွဲပါတဲ့မြင်းထက်မှာအိမ်ခန်းတခန်းဖြစ်ပါတယ်သူကတော့ဒီအိမ်ခန်းတော့ ပုံမှန်ကျွန်တော်တို့လူကြီးနေဆိုရင်လေလေကားရဲ့မတက်ချင်လို့ဆိုပြီးအခန်းမှာနေလို့ရတယ်ဒီမှာမှာသူ့ရဲ့အိတ်ခန်းမှာဒါကြွေပြားတော့ကျွန်တော်6ပေကတ်ထားပြီးတော့ဒီမှာထပ်ဒီဆိုရင်ဒါကျွန်တော်ပြန်လို့ထပ်ဒီပေါ့နော်ဟိုပူထိုင်ပြီးစင်းရှာဝါသူကလည်းသူဒါတေချာစစ်စစ်နဲ့ကြကြအာတုံးထားရပါတော့။အဲဆိုရေချိုးကအင်တာတကားတော့ဒီလိုမျိုးရေဆူခံတဲ့ method ကိုတုံးပြီးတော့အပုံမှန်တကားတွေကတော့ဒါကျွန်းတကားကိုကျွန်တော်တုံးထားတာမြင်ရမှာဖြစ်ပါ ။ဒါဆိုတော့ဒါသူ့ရဲ့မိဘကန်လေးတော့ကြည့်မယ်။ဒီမှာတော့သမင်းစားကန်နဲ့မိဘကန်တွဲထားရလို့ပြောလို့ရပါဘောနော်။ဒါဆိုရင်20 60မှာ space ကအများကြီးဟိုစီမံရတာခက်ခဲတယ်ဗောနော်။ဒီမှာဆိုရင်ကျွန်တော်တို့ဒီအာဘီဇင်ဒီဘက်မှာချက်ပြုတ်မဲ့နေရာအပေါ်အောက် cabinet တွေဆိုတာအကုန်ပေါင်ပြီးသားဗောနော်။တချို့အိမ်တွေဆိုရင်အာတချို့အိမ်တွေကကျွန်တော်တို့ဒီလိုအပေါ်အောက် cabinet ထည့်ထားတာမတွေ့ရဘူးဗောနော်။ဒီလို kitchen counter တခုပဲအဲတုံးထားတာမြင်ရမှာဖြစ်ပါတယ်။ဒီဘက်မှာသူ့ရဲ့ ရကျွတ်အိမ်သားတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲတန်း tap ပြန်လို tap နဲ့ပြီးသွားရင်ဒီဘက်မှာသူ့ဟာသူသူဘေးစင်းတော့မှန်နေအစကျွန်တော်တရားလေးထည့်တုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်အနောက်ဘေးကြီးကလည်းအဲကျွန်တော်ဒီအဖီလေးထုတ်ပြီး west kitchen ထုတ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်အဝတ်လျှော်ဆက်တို့အဝတ်လန်းတာတို့ပါလို့လည်းအစီအစဉ်နဲ့အနေထားမှာရှိရပါတော့ဒါမျိုးတို့30နှစ်နှစ်ရက်ကွက်ဒဲမှာမှာကျွန်တော်ဥကျင်ဥလန်းဒဲမှာပေါ့နော်ပြောမှဆိုရင်တော့ ျွန်တော်ဒီဘက်မှာဆိုရင်လည်းဟိုတရားဒစင်းရှိရဲတောင်ဥကလာဆင်းလို့ရတယ်ဟိုဘက်ပါလီမန်ကနေတောင်ဥကလာဆင်းတာတော်လကောင်းဒီဘက်ကျွန်တော်တို့ဒီအမှတ်နဲ့လမ်းတရားနဲ့ပြီးတော့အာကျွန်တော်တို့တင်ကန်းကျွန်းဘက်ဆင်းမယ်ဆိုရင်လည်းအဆင်ပြေမြင့်နေရာမျိုးလေးပေါ့နော်ဆိုဇီနိုကတော့ကျွန်တော်တို့ဒါ9800ဈေးဖွင့်ထားပြီးတော့ဒီအခုချိန်ကဆောက်လို့ဈေးနဲ့ဘာနဲ့ညာနဲ့ရက်ွက်နဲ့ယူမယ်ဆိုရင် reasonable ဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်အင်ရှင်နဲ့တိုင်ရိုက်ညှိနှိုင်းပြီးတော့ဝယ်လို့ရမှာပေါ့နော် ကဲအစွန်တော့ကျွန်တော်ဒုတိယအလွာလေးကိုကျွန်တော်တွားပြီးတော့လေ့လာကြည့်လိုက်အောင်ဒီမှာတော့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲသူကမတူညီတဲ့ဒီလီကာယူထားတဲ့ပုံစံလေးတွေလည်းကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်တယောက်နဲ့တယောက်အကျိုက်တွေးချင်မှတွေးမယ်ပေါ့နော်တယောက်နဲ့တယောက်လည်းကျွန်တော်တို့ဒီ concept ကမတူကြဘူးပေါ့နော်ဒီမှာဆိုရင်တို့လီကာကိုတဆင့်ယူပြီးတော့ပုံမှန်ဒီနေရာမှာလီကာမယူဘဲနဲ့ဒီနာကျွန်တော်ခွေးလိုက်တာပေါ့နော်ခွေးလိုက်တော့ဒီနေရာကတော့ကျွန်တော်တို့ family living room လို့လုပ်ရတယ်မိသားစုများတဲ့လူတို့ကြတော့သူတတ်နိုင်တဲ့များအခန်းများများလုပ်ခြင်းပေမဲ့ မိသားစုနေတဲ့လူတွေကတော့ကြတော့ကြကြဝင်းဝင်းနေခြင်းနဲ့အနေထားမှာဆိုရင်ဒီလိုခွေလို့ရပြီပေါ့နော်အာဒီဘက်ချမ်းမှာကျွန်တော်တို့ဒီဝရန်ဒါတစ်ခုရှိပြီပေါ့နော်ဒီကော်ရီဒေါ်ကတော့ဒါဝရန်ဒါပေါ့နော်ဝရန်ဒါသူ့ရဲ့ကျွန်တော်တို့ဒါအပြင် classic design အရာကျွန်တော်တို့ဒီနေရာယူထားတာကိုတော့လည်းမစိုးဘူးပြီးတော့ဒီမှာကျွန်တော်တို့ဒါ basin အသေးလေးတစ်ခုပေါ့နော်တကယ်လို့ကွာ family living room ကိုဒီနေရာကိုရွေးလိုက်တယ်ဒါမှမဟုတ်ဖျားခန်းကိုဒီနေရာရွေးလိုက်မယ်ဆိုရင်ဖျားတော့တော်ရေလဲတာတို့ တမ်းအစတော့ဒီအလွန်မှာတော့သူကလီကောက်ဒီနာထက်ခွေထားတာဖြစ်တဲ့ကြောင့်မလို့သူကတော့ဒီမှာလီကခွင်အောက်မှာနောက်ထပ်ဒါစတိုရိတနေရာပေါ့နော်လူပါညာထက်ပြီးတော့ထားလို့ရတယ်ဆိုတော့ကျွန်တော်မြင်ရမှာတော့ဒူကလကာပေါ့နော်ကလကာကတော့ပဒင်းပေါက်တိုင်းကိုတီချထည့်ထားတာကိုမြင်ရမှာဖြစ်ပါတယ်ဒီမှာဒုတိယအလွန်မှာတော့သူက single bedroom တစ်ခန်းပေါ့ပေါ့နော်အဒီအခန်းလေးကတော့ကျွန်တော်တို့ဒါခန်းကတော့နည်းနည်းကျင်းနေဆိုမဲ့သူ compact ဖြစ်ပါတယ်ကွန်ဒို အခန်းလိုပဲကျွန်တော်တို့ဒီကျွမ်းအိမ်ဒါတော့မပါတော့ဘူး single bedroom ပေါ့အဒီဘက်အခန်းတော့ဒါကျွန်တော်တို့အခန်းကျယ်လို့လည်းပြောလို့ရပါဆို20 60ဆမှာဒီကျွမ်းအိမ်ဒါတွဲထည့်လိုက်ပြီဆိုရင်တော့ဒါ18ပြီမှာဟိုအပြည့်ယူထားတယ်လို့ပြောလို့ရတယ်ပြီးတော့အဲ့သူကအနောက်ဘက်ဝရန်ဒါတို့ဘာလို့မထားတော့ပဲနဲ့အဲဒီရေချူခန့်အင်တာကိုယူလိုက်တာပေါ့နော်ရေချူခန့်အင်တာကတော့ကျွန်တော်တို့အောက်မှာအတိုင်းပဲဒီပီယန်နို switch ဒီ exhaust fan တွေဒါတွေပုံမှန်လေးပေါ့နော် ဆိုတော့အခုကကျွန်တော်တို့ပထမအလွာမှာအကန်ပြီးရင်ရေချိုကန်အင်တာတွဲရပါတဲ့အခန်းကျတခန်းပြီးဒီဘုခန်းပါတယ်ဒုတိယမှာတော့ master bedroom တခန်းနဲ့ single bedroom တခန်းပါနော်ကဲအဲ့ဒါတော့ကျွန်တော်တို့သုံးလောက်အောင်တွားပြီးတော့လေ့လာရအောင်ဆိုတော့သုံးထပ်ပေါ့နော်ဆိုတော့ဒီလူလေးကခွင်ယူထားတာကတော့ဘယ်လိုပြောမလဲဆိုတော့အဲဒီတချို့အခန်းတွေဒီမှာလေးကခွင်အပေါ်မှာနောက်လေးကခွင်တစ်ခုယူလိုက်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာအခန်းဖွဲ့လို့ရရပါနော်ဒါပေမဲ့ဒီ ancient ကသူ့အတွက်အခန်းအများကြီး အာမလိုတဲ့လူတွေအတွက်ဆိုရင်လည်းကျွန်တော်ဒီလီကာဒီနေရာမှာဆိုရင် space ကတော့ကြေကြေဝင်းရသွားတာပေါ့နော်ဒီအပေါ်မှာတော့ဒါဒီနေရာတော့ကျွန်တော်တို့ဒါ realizing လုပ်လို့ရတယ်တကယ်လို့ကိုကဘုရားကျောင်းဆောင်ကိုကျွန်တော်အောက်မှာမဟုတ်ဘူးဒီအပေါ်ဆုံးမှာထားမယ်ဆိုရင်လည်းဒီနေရာကျွန်တော်ဘုရားကျောင်းဆောင်လုပ်လို့ရတယ်အာဒါမှမဟုတ်ကျွန်တော်တို့ဒီစာကြည့်မြင့်နေရာ work station လုပ်လို့ရတယ်ဘာလို့ဆိုရင် ဒီ work station ဒီမှာကျွန်တော်ခုံခုံထားလိုက်မယ်ဆိုရင်အလုပ်လုပ်မယ်ဆိုရင်လည်းအောက်ကိုလည်းလမ်းပြောလို့ရတယ်အောက်ကိုလည်းလမ်းမြင်လို့ရတယ်အလုပ်လည်းလုပ်လို့ရတယ်ပေါ့နော်ဒီအနောက်မှာတော့ရေချွမ်းအင်တာတွဲပါတဲ့ခန်းကျစ်တခန်းပေါ့နော်ဒီခန်းကတကယ်တော့ master bedroom suite ပေါ့နော်အဲဒီမှာလူနေမယ်ဒီပြင်ပါတယ်ဝေး sofa လေးထားမယ်ဆိုရင်လည်း fine တယ်ဒီမှာလည်းရေချွမ်းအင်တာတွဲပါတဲ့တခန်းဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အပြင် veranda အခြေလေးတော့ကြည့်အောင်လားဒီမှာတော့ကျွန်တော်ဖျားခန်းထားမယ်ဆိုရင်လည်းအဆင်ပြေမယ်အနေထားမှာရှိပါတယ် ဒီ32ရက်ကွက်ကတော့တော်တော်လေးကိုအာတိတ်ဆိတ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘေလီကနေဆင်းလိုက်မှဆိုရင်ကျွန်တော်ဒီ32ရက်ကွက်ရောက်မယ်ဘာလို့ဆိုရင်ဒီနားမှာဆိုရင်လည်းကျွန်တော်တောင်းကလာဆင်းတဲ့အဲမိသားလန်းကိုဆင်းတဲ့တရားတစ်ခုရှိဘူးနော်ပြီးတော့ရင်ကျွန်တော်တို့ဒီအပေါ်မှာလည်းဆက်လက်တစ်ခုရှိဒီအပေါ်ဆက်လက်ကတော့လုံးဝဆက်လက်ဖြစ်တဲ့အပေါ်မှာအာရီစင်တို့ဆိုလာတို့ပေါ့ထားလို့ရမယ်နော်ဆိုတော့အိမ်ကတော့ဒါ4 bedroom ရှိတဲ့20 60 အိမ်တလုံးဖြစ်ပါတယ်ဂရန်ခွဲစိတ်ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ဒီ classic design နဲ့အခန်းလေးခန်းပါတဲ့အိမ်တလုံးပဲဖြစ်ပါတယ်သူက9800နဲ့ရောင်းပါဘောနော်ဆိုတော့ဗီဒီယိုအဆုံးလေးလိုက်ကြည့်ပြီးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ